ဦးဇင်းတို့ဘုရားလောင်းကြီးကတခုသောဘဝမှာသားတယောက်သမီးတယောက်ထုံကားတော့အဲ့ဒီသားကမိမရတော့ချွေးမလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှိဖို့ကြွမာလေးတယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမာကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကြွမာရဲ့ဆိုပြီးတော့အချမ်းရ၅ယောက်နဲ့နေတာအဲ့တော့ဘုရားလောင်းကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူ့ရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ် ဘဝဆိုတာအဲ့ဒီဟောဒီလောကဇေယျဘဝကအချိန်မရွေးဆင်းသွားကြရမှာဇေယျကိုဆွဲလန်းมาတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုံးကလည်းပဲဘဝဆိုတာအဲ့ဒီအကြောင်းဆုံးလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံးကြတာဘယ်အချိန်မှာကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်အဲ့ဒီလိုနေရင်လည်းဒီနေ့တော့လေတော်ထဲမှာ ဦးဇင်းတို့မိုးဦးလေးဦးကြားနဲ့ဒူပါရဲ့အမိုက်တွေစုပုံပြီးတော့မီးရှို့စိုက်ဖို့ပြိုးဖို့ပေါ့လေအဲ့ဒီလိုမီးရှို့ရင်လည်းသားဖာနဲ့ရောက်လှုပ်လှုပ်ရင်းနဲ့သားလေးကိုတောင်ပေါ်ထဲကမွေက မီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုတ်တရက်ကိုက်လိုက်တာအဲ့ဒီနားချင်းပွဲချင်းပြီးလဲပြီးတော့သေချာတယ်အဲ့ဒီတော့ဘုရားလောင်းကဘုရားလောင်းတကာကြီးကလေနီနာချင်းအိမ်ပြန်မဲ့လေနီနာချင်းကိုမှားတယ်ဟေးတို့အိမ်ကအမေကြီးကိုပြောလိုက်ပါ အခါတိုင်းနှစ်ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့တယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါအခါတိုင်းထမင်းလာပို့ရင်တယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကုန်ကိုကိုကိုတတ်တတ်ရရဖီးလိန်ပြင်ဆင်ပြီးတော့လာပြီးတော့ပို့လဲပါလို့ပြောလိုက်ပါပန်းနန္ဒာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာဒီဒီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလား အဖေကပြောလိုက်တာ။အော်အဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာပေါ့။အိမ်ကနေသိတယ်။နှစ်ယောက်စာထမင်းပို့နေကြတယောက်ပဲမှားတယ်ဆိုတော့တယောက်မရှိတော့ဘူးပေါ့။ဟုတ်လား။အကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမှနှုတ်ဆက်တဲ့အနေပေါ့။သဘောပေါက်တယ်နော်ဒကမကြီးက။အဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုအဲငါသားတော့သေးပြီဟဲ့သမီးမင်းအကူတော့သေးပြီချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီအေး တို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည်အခုအဲ့ဒီဧည့်သည်ကအရင်လက်ဥစွာဒီဇာဘောကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အင်းရှိလူကုန်ပန်းနန္ဒာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်းတဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစီစီကြည့်တမိသားစုလုံးမျက်ရည်တပေါင်းမှမကြဘူးစောစည်းစွာကြိုတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်ရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကြဘူး အဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေပါလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တချို့တယ်။ဒီမှာဘယ်ပေးသမဖိတ်တယ်လို့လည်းမပါဘူး။ဟုတ်လား။သာသနာ့ဘဆိုတော့ဘုံကြီးလည်းရှိဟန်မတူပါဘူး။ဘုံကြီးပင့်တယ်လို့လည်းမပါဘူး။လေတော့တဲ့မှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပလိုက်တာပဲ။ဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်။ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာ။တဘာဝကြတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လား။အေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာ။ အဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမီးတစ်ဖြက်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇင်ပြေနေပြေထိုင်ကြည့်နေတယ်ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ခေါ်တာတုံညာဆိုတော့တစ်လည်းမဟုတ်ဘူးနှစ်လည်းမဟုတ်ဘူးဘာမှခဏန်းတက်လို့မရဘူးဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့ မပြီးရင်လို့မရဘူးဒါမဲ့ဒကာမတို့ဥစဉ်တို့ပုထုဇဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်နေဘဝကိုကြည်ကြည်တယ်ဘဝကိုခံနာတယ်လို့ထင်နေဒါကြောင့်ကနန်းတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်တစိတ်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုတိတ်တန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီအင်းတကာကြီးသမိုင်းများအေးအဲ့ဒါလို့ သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိက မျက်ရည်မကျုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင်တုံလှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားရင်ခောက်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိကြရအောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေး သားသမီးကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားအလူကိုမီးရှို့နေတာပါအာဩတယ်လူဆိုရင်ဒါသင်တို့ရဲ့ယံသူပဲဖြစ်မယ်တဲ့ယံသူမဟုတ်ပါဘူးตาပါတူရီတော့ตาပါตาဆိုရင်လည်းသင်တို့မုန်းတဲ့ตาပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့ตาပါဟာဒါနဲ့ဘာလို့မငို့တော့အဲ့ဒီကြတော့မှခေမာထေရီအလောင်းပြောတဲ့ဇာတ်ရဲမှာဒါလေးကိုဦးစင်ကပြောချင်တာနော် မငိုခြင်းရဲ့အကြောင်းပေါ့ဘုရားလုံးကြီးကတော့ပြောပါတယ်လူဘုံကသေတယ်ဆိုတာငွေများအရေကွန်လဲသလိုပဲတဲ့ဒါဘုရားလုံးရဲ့အယူဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငိုတာကိုသိဖို့ဝေလာဝေးရော့ဒါကြောင့်ငိုကြွေးနေလို့ဘာတွေပဲရှိမှလဲမီးရှို့တာကိုတောင်မသိတဲ့လူတယောက်ရဲ့အနာမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာတွေပဲရှိမလဲဘာမှတွေပဲမရှိဘူး တကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းအော်ငါပေါ့မြစ်တာရှိရလို့တန်ရုံးစင်မကင်းရလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရချိုးနဲ့သိတယ်လေခုကိုငိုတာကို သူသိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်းမသိတော့ဒါကြောင့်သူမငိုဘူးနှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ငိုခြင်းအဖြစ်လူပိန်မေးတဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမေးတဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့ သေးပြီးသားလူကိုတန်းတပ်ပြီးတော့ပူဆွေးတာဟာလကိုတန်းတပ်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရီအိုးဟာပြန်ဆက်ဆက်လို့မရတော့တလို့ငိုချွေးချင်းအဖြစ်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမကြီးပြောတဲ့စကားကိုဘေးတတ်တော့ကိုမှတ်သားစေချင်တာ အနာဝီတောတတောအာဃာနာနုညာတောဤတောကတောယထာကတောတထာကတောတထာကပရိဒေဝနာသူကတော့ပါဠိလိုဂါထာလေးနဲ့ရွတ်တာဗျနော်အရိပဲကဘာပြောလဲဆိုတော့အနာဝီတောတတောအာဃာဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ခွင်ညာကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှုံးနှုံးခေါ်တာမဟုတ်သူသဘောနဲ့သူပါလဲ ရောက်လာတာအနာဝီတော်တတော်အာဃာနာလုံညာတော်ဤတော်ကတော်ပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညို့ခွင့်မပြုဘဲနဲ့သူစိတ်ကူးနေသူသူ့ဟာသူသူပြန်သွားလာ လာခဲ့လို့လည်းမခေါ်ပြန်သွားပါလို့လည်းခွင့်မပြုဘူးခွင့်မပြုတဲ့ကြားထဲကပြန်သွားလာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လည်းခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လည်းပဲဆွဲထားလို့ရတာမဟုတ်ဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့ စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားလားအဲ့ဒါလို့လာခြင်းတို့လာပြီးတော့သွားခြင်းတို့သွားတဲ့ဒီလူသားတယောက်အတွက်ငိုကြွေးနေလို့ဘာအကျိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့